တန်းတက် DNA လေးကထိ ंछ ုပ်ထားတဲ့တီဘောနဲ့ဒီကြောက်မဲမျိုးတွေမှာ အာစစ်တပ်တည်င်းပေးပေါ့လေစစ်တပ်စစ်ကောင်စီကိုတည်င်းပေးနေတဲ့သူ၁၀ရောက်ကျော်ကိုဖမ်းဆီးရမိထားတယ်လို့ပြောပါတယ်စစ်ကော်မရှင်လက်အောက်ခံစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆရာဖနဲ့ဒီတည်င်းပေးအားလုံးပေါင်း၁၀ရောက်ကျော်ကိုဖမ်းမိထားတာဖြစ်တယ်လို့တန်းတက် TNL ကဒီကနေ့မှထုတ်ပြန်ထားတာပါတီဘောနဲ့ကြောင်မဲမှာတအန်းပြီးအာမြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာအဖွဲ့တွေကပူးပေါင်းပြီးတော့ရှောင်းတခင်စစ်ဆေးမှုတွေလုပ်တဲ့အချိန်မှာအခုလိုမျိုးဖမ်းဆီးရမိခဲ့တာလို့ TNL က ပြောပါရယ်ဒီသတင်းပေးတွေဟာလာရှူမျိုးကစစ်ကော်မရှင်တက်စီကိုတအန်းတက်ရဲ့လှုပ်ရှားသွာလာမှုတွေကိုသတင်းပေးပို့နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ် PSLF TNL ကထိန်းချုပ်ထားတဲ့မျိုးနယ်တွေထဲမှာဒီတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုဂိတ်နေရာနောက်ပြီးတော့တက်စခန်းနေရာတွေပြီးတော့လူအင်အားလက်နက်အင်အားနဲ့လူမှုတွေစုဝေးတဲ့နေရာတွေကိုသတင်းယူပြီးတော့သတင်းပို့နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ်တိုက်ပွဲတွေစစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေတဲကိုစစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေလွယ်လွယ်ကူကူနဲ့ဝင်လာနိုင်မဲ့လမ်းကြောင်းနောက်ပြီးတော့ထောက်ပို့လမ်းကြောင်းအခြေအနေတွေဒါတွေကိုထောက်လှမ်းပြီးတော့သတင်းတွေပေးပို့နေတဲ့သူတွေဖြစ်တယ်လို့ TNL ကဆိုပါတယ်